အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ထည့်ထားတဲ့ပုံမြင်လေးကတော့မြောင်းနဲ့မင်္ဂလာဆောင်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါတခါမှတော့အရန်ကိုဆင်းရဲတဲ့မနိုးဆိုတဲ့သူတယောက်ကကျုပ်ထင်မှတက်သွားခုန်နေခဲ့ပါတယ်အလောက်တွေပြမန်းစွာလောက်ပြီးရဲ့နောက်မှာတော့ဘိုက်တွေအရန်ကိုဆာလာခဲ့တဲ့အတွက်သူလဲတစ်ပိတ်တပင်ရဲ့အောက်မှာထိုင်ပြီးထမင်းစားဖို့ပြင်လိုက်ပါတယ် အဲ့ဒီတပင်ရဲ့အပေါ်မှာမြောက်တကောင်ထိုင်နေခဲ့ပါတယ်။သူကတော့တပင်အောင်မှာထမင်းထိုင်စားနေတဲ့မနော့ကိုပဲကြည့်နေခဲ့ပါတယ်။ကြည့်ရတာဗိုက်စာနေရနေတွေ့ပါတယ်။ကဲရော့ရော့ဒီမှာငါမှငှပြောသည်တလုံးပါလာခဲ့။ငါမိမာဒီနေ့ငါကိုထမင်းကြိုက်ထည့်ပေးတဲ့အခါတော့ကငှပြောသည်တလုံးပါထည့်ပေးလိုက်ကြဆိုတော့ဂျာကိုမင်းပဲစားလိုက်တော့ဒါပေမဲ့မြောက်ကလေးကတော့ငှပြောသည်မစားချင်ခဲ့ပါဘူး။သူကငှပြောသည်မစားဘူးလို့ညင်းဆိုခဲ့ပြီးနောက်မှာတော့ အောက်ကိုခုံဆင်းလာခဲ့ပြီးကြောက်ခဲနဲ့မြေပေါ်မှာတခုခုရေဆွဲနေခဲ့ပါရီခဏနေပါဦးသူဘာရီရေးနေရလဲကျွန်တော်အသီးမစားချင်ဘူးအသီးတွေစားနေစားနေနဲ့တတော်လေးကိုညင်းငွေ့နေပြီခမရစားနေရဲ့ပုံစံထမင်းကိုပဲကျွန်တော်စားချင်တယ်ဒီစားကိုဖတ်ပြီးသွားခဲ့တဲ့အခါမှာမနိုးစကတော့အတန်အကျဲကြီးနဲ့အော်ရှိနေခဲ့ပါရီအော်မင်းလည်းငါ့လိုမျိုးထမင်းစားချင်တယ်ပေါ့လေဟုတ်လားကောင်းပြီလေကောင်းပြီဒါဆိုရင်တော့ဟုတ်ပြီ ရော့ဒီမှာရိုတီနှစ်ချက်ကိုမဲစားလိုက်ခရမ်းသီးနှက်လေးနဲ့အတူတူစားငါမိန်မနှက်ပေးလိုက်တဲ့ခရမ်းသီးနှက်ကတကယ်စားကောင်းပြီးရောအရသာရှိတယ်စားကြည့်မြောက်ကလေးကလည်းအာရဝမ်းသာစွာနဲ့ထမင်းကိုစားလိုက်ပါရီမနိုးစ်ကလည်းတစ်တွေခုတ်လုပ်ပြီးစီးသွားခဲ့တဲ့အခါမှာတော့ခုတ်ထားတဲ့တစ်တွေကိုယူပြီးအိမ်ကိုပြန်နေခဲ့ပါတော့တယ်ဒီအချိန်မှာမြောက်ကလေးကနောက်ထပ်တစုံတရာကိုပြောချင်နေတဲ့ဆန္ဒရှိပုံပါပဲပါလေကွာငါစီမာမင်းကိုကြေးဖို့အတွက်နောက်ထပ်ဘာမှလည်းမရှိတော့ဘူးဘာလို့ကျင်သေးရလဲ ဒီနောက်မှာတော့မြောက်ကလေးကလည်းမြေပေါ်မှာကြောက်ခဲနဲ့တခုခုထပ်ပြီးတော့ရေးနေခဲ့ပြန်ပါတယ်။ဒါကြောင့်မနုစ်ကလည်းတော့ဖတ်ကြည့်လိုက်ကြပါဦး။ကျွန်တော်ဒီတောက်ထဲမှာတယောက်တည်းမနေခဲ့ခြင်းဘူး။ကျွန်တော်ကိုလည်းခမားနဲ့အတူတူအိမ်ကိုခေါ်သွားပေးပါ။ငါ့အိမ်ကိုလိုက်ခဲ့ခြင်းနဲ့ဟုတ်လား။ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ငါတို့အိမ်ကအရန်ကိုတေးလို့နေ။အရန်ကိုဆင်းရဲတဲ့ငါရဲ့အိမ်မှာမင်းဘယ်လိုလိုက်နေမလဲ။နေရာလည်းမရှိဘူးလေ။ဒါပေမဲ့မင်းငါနဲ့အတူတူလိုက်ခဲ့ခြင်းနဲ့ဆိုရင်တော့လေရပါတယ်လိုက်ခဲလိုက်ခဲ။ ဒီနောက်မှာတော့မနိုးကလည်းမြောက်ကလေးကိုသူနဲ့အတူတူအင်ကိုခေါ်လာခဲ့တာ ਈ ပါတယ်။အင်ကိုရောက်သွားတဲ့အခါမှာသူ့ရဲ့မိန်းမကစူပူပါတော့တယ်။ကိုဟောက်ကိုတော့ကျမတို့ဘလို့ရုံးကန်နေထိုင်နေရလဲဆိုတော့ကိုသိရသားနဲ့ရှင်။ကျမတို့တော့နတ်မှန်အောင်စားတောင်းနိုင်တာမဟုတ်ဘူးရှင်ကမြောက်တကောင်အင်ကိုခေါ်လာသေးရဲ့ဟုတ်လား။သူ့ကိုကျမတို့အခုဘလို့ကြွေးမွေးကြမလဲ။အော်မိန်းမလည်းကွာဘာရင်းများဒီလောက်ကြောင်စိုးရင်ပူပန်နေရလဲအရာအားလုံးအဆင်ပြေသွားလိမ့်မယ်ဟုတ်ပြီလား။ဘာမှအရန်ကြီးလဲစိုးရင်ပူပန်မနေပါနဲ့။သူကတာမန်မြောက်တကောင်မဟုတ်ဘူး။ သူကစာရေးတတ်တယ်။ပညာတတ်တဲ့မြောက်တကောင်မှာကွာ။ဒီနောက်မှာတော့မနိုကသူ့မိမကိုကိစ္စတွေအားလုံးပြောပြလိုက်ပါတယ်။သူတို့အိမ်ငယ်လေးကအရန်ကိုကျင်းလို့နေဆိုပေမဲ့အခန်းသုံးခန်းရှိပါတယ်။ဒါကြောင့်လည်းမြောက်ကလေးနေထိုင်ဖို့အတွက်နေရာတနေရာစာကိုသူတို့စစ်စင်ပေးခဲ့ကြပါတယ်။ရန်နေငယ်ကြမြင်သွားခဲ့တဲ့အခါမှာတော့ရွာထဲမှာရှိတဲ့သူတွေအကုန်လုံးကလည်းမနိုးချဲ့အိမ်မှာရောက်နေတဲ့မြောက်လေးအကြောင်းကိုသိကုန်ကြပါရဲ့။ငါကြားတော့ကတော့မနိုးချဲ့အိမ်မှာမြောက်တကောင်မွေးထားတယ်တဲ့။သူမြောက်အတွက်အိမ်မှာနေရာတစ်ခုပေးထားတယ်ဆိုပြီးတော့လဲကြားတယ်။ သူတို့ကိုယ့်ဟာကိုယ်တော်စားတော့ဖို့အဆင်မပြေတာမြောက်တကောင်ကိုမွေးပြီးနေရာထိုင်ခင်းပေးရင်အစာကျွေးနေကြသေးတယ်။ရန်နေခဲ့ကြမြင်သွားခဲ့တဲ့ခါမှာမနိုကျဲသမီးလေးကအကြောအိမ်သွားတဲ့နေရာကနေအိမ်ကိုပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ဘာဖြစ်တာလဲအဖေရဲ့ရွာမအားလုံးကအဖေအကြောင်းကိုပဲပြောနေကြတယ်။အဖေအိမ်မှာမြောက်တကောင်မွေးထားတယ်ဆို။အေးဟုတ်တယ်သမီးလေးရဲ့အဖေအိမ်မှာမြောက်တကောင်မွေးထားတယ်။အဲ့ဒီမြောက်လေးကအကြော်လေးကိုလိမ္မာရေးကြရှိတယ်ချစ်ဖို့လည်းအရင်အကောင်းတယ်သူ့လောင်းနားလည်းမဝရှိပြီးလိမ္မာရဲမြောက်မျိုးအဖေရဲ့ဘဝမှာဘယ်တုန်းကမှမတွေးခဲ့ဘူး သူကလိန်မာတယ်နားလည်မှုရှိတယ်ဆိုတာနဲ့ကျမတို့ဘာလုပ်လို့ရလဲသူကအပြင်မှာရှိတဲ့အကြောင်းကိုသွားပြီးပညာသင်ကြားပေးမှလားအဆန်ကျမတို့အတွက်ရှာပေးမှလားအတိတ်ပဲမရှိရရှင်ရက်ကွန်ကိုရိုင်းကလည်းဒီစကားတွေကိုနားထောင်ပြီးနောက်မှာတော့ပါစပိတ်နေခဲ့ပါတယ်မြောက်ကလေးကတော့ရက်ကွန်ကိုကြွရတဲ့အကြည့်ပဲကြည့်နေခဲ့မိပါတယ်ရက်ကွန်ကတော့မြောက်လေးကြည့်နေတဲ့ပုံစံကိုတွေ့ခဲ့ရတဲ့အခါမှာကြောက်လန့်တကြနဲ့ချက်ချင်းပဲထွက်ပြေးသွားခဲ့ပါတယ်မြောက်ကလေးကတော့ရက်ကွန်ကိုတော်တော်လေးသဘောကျနှစ်သက်သွားခဲ့ရပါတယ် သူဒီမိန်ကလေးကိုချစ်မိသွားခဲ့ပါပြီ။ဒီလိုနဲ့တရက်မှတော့ရှက်ကောညင်းမိုးချုပ်ပြီးအပြင်ကိုထွက်လာခဲ့တဲ့အခါမှာမြောက်ကလေးကတော့စားတစောင်းကင်ပြီးထိုင်နေခဲ့ပါရဲ့။ဒီနောက်မှာတော့ရှက်ကောကိုစားလေးပေးလိုက်တဲ့အခါမှာရှက်ကောကလည်းဖတ်ကြည့်လိုက်ပါတော့တယ်။ငါနဲ့ကိုပထမအဦးဆုံးတွေ့မြင်ခဲ့ရတဲ့အချိန်မှာပဲအယံကိုသဘောကျသွားခဲ့ရ။ငါနဲ့ကိုချစ်မိသွားခဲ့ပြီ။ဟဲ့ရီရတယ်။ဒီစောင်းဖတ်ပြီးသွားခဲ့တဲ့အခါမှာမိန်ကလေးကရီပဲရှိနေခဲ့ရပေါ့။ဒီနောက်မှာတော့သူကမြောက်ကလေးကိုလည်းပြောလိုက်ပါတယ်။ ဒါဆိုရင်နင်ကမုံနူးလိုမျိုးငါ့ကိုသဘောကျတယ်ပေါ့လေဟုတ်လားသူ့ဆောင်လိုက်တာဟဲ့တော်တော်လေးကိုရီရတာပဲနှစ်ယောက်သားအရန်ကိုရင်းနှီးသွားခဲ့ကြပြီးတကယ်ချင်းကောင်းတွေဖြစ်သွားခဲ့ကြပါရဲ့မြောက်ကလေးကလည်းရကောနဲ့အတူတူပဲအချိန်တွေကိုဖျက်ကြော်နေခဲ့ပါရဲ့ဒီအကြောင်းတွေအကုန်လုံးကိုရော်သူရော်သားတွေအားလုံးကလည်းသိမြင်သွားခဲ့ကြပြီးအတင်းအပြင်းစကားတွေပြောဆိုခဲ့ကြပြန်ပါရဲ့ကဲဒီမှာနင်ကတော့အလုပ်ကိုသွားလိုက်တာဆိုတော့ဘာမှသိရမဟုတ်ဘူးအိမ်မှာနင်ရဲ့သမီးနဲ့နင်မွေးထားတဲ့မြောက်နှစ်ယောက်ပဲကြံခဲ့ရမှာမဟုတ်လား ငါရေလာခတ်တဲ့အချိန်တုန်းကတွေးလိုက်ပါသေးတယ်အဲ့ဒီမြောက်ကတစ်ချိန်ကုန်လုံးနဲ့တမိအခန်းမှာကြီးပဲတခုခုတော့မှားရွှေနေတယ်လို့ငါထင်နေတော့အော်ဒုက္ခပါပဲအတော်ရဲ့ဒါဘလို့စကားတွေပြောနေရလဲဟဲ့ငါတကယ်ပြောနေရတခြားသူတွေအကုန်လုံးလည်းတွေးကြမှာပဲငါတယောက်တည်းတွေးတယ်ဆိုတာကတော့မဖြစ်နိုင်ဘူးနင်တကယ်လို့ငါပြောတဲ့စကားမယုံဘူးဆိုလို့ရှင်တော့တခြားရွာမှာရှိတဲ့သူတွေကိုတွားမေးကြည့်လိုက်ဒီစကားတွေကိုကြားခဲ့ရတဲ့အခါမှာမနုစကားဒေါသအရန်ထွက်သွားခဲ့ပြီးနောက်မှာတော့မြောက်ကလေးစီကိုတွားလိုက်ပါတယ် ပြီးသွားတဲ့အခါမှာအမှန်တရားတွေအလုံးကိုတီးဖို့အတွက်ကိုလည်းသူစ조사ခဲ့ပါတယ်။ဒီချိန်မှာမြောက်ကလေးကလည်းစာရွက်မှာတခုခုရှင်းပြီးနောက်မှာတော့မနိုးကိုပေးလိုက်ပါတယ်။အဲဒီမှာရေးထားတာကတော့ခမရရဲ့တမီလေးကိုတော့ကျွန်တော်နဲ့လက်မထပ်ပေးဖို့ဆိုရင်တော့ကျွန်တော်ခမရကိုတတ်ပြစ်မယ်။မင်းကြောင့်ဘလို့စကားတွေပြောနေရလဲ၊ယူမြယူနေရလားဒုက္ခပဲ။မင်းလိုမျိုးမြောက်တကောင်နဲ့ငါတမီလေးကိုဘာဖြစ်လို့ငါလက်ထပ်ပေးရမှာလဲ။မင်းလိုမြောက်တကောင်ကိုငါအိမ်မှာနေရာပေးထားပြီးတော့အစားအစာကျွေးမွေးထားတာအခုလိုမျိုးကျေးဇူးပြဆက်လိုက်ကြလား ငါတလောက်တောင်မှမင်းအတွာကောင်းဖို့စီစဉ်ပေးခဲ့ရကောမင်းကဒီနေ့ငါ့ကိုပြန်တက်မယ်ဟုတ်လားမင်းငါ့ကိုတက်လို့မရဘူးနားလေလားမင်းငါ့ကိုမတက်ခင်ငါငါပဲတက်သေးလိုက်ကြောမယ်အ ਨੇ ဆုံးတော့ငါမြောက်တကောင်နဲ့ငါ့ရဲ့တမီလေးကိုဘယ်တော့မှလက်ထပ်ပေးမှာမဟုတ်ဘူးပြောဆိုပြီးနောက်မှာတော့မနိုးကလည်းသူ့ကိုယ်သူတက်သေးဖို့အတွက်ကြိုးစားပါရီအဖေရဲ့ဒုက္ခပါပဲအဖေရဲ့ဒါပါလောက်ကြလေအဖေကိုဒီလိုလောက်ခွင့်လုံးဝမပေးနိုင်အောင်တော့အဖေဒီလိုမလုပ်ပါနဲ့ဒီမြောက်ကအခုလိုမျိုးဆန္ဒရှိနေတယ်ဆိုလို့ရှင်တော့ဟုတ်ပါပြီအဖေ တမီးနားထောင်ပါမယ်သူပြောတဲ့စကားကိုလက်ခံပြီးတမီးသူနဲ့လက်ထပ်လိုက်မယ်ကြည်ရတာဒါကကျမရဲ့ကံကြမ္မာဖြစ်ရမယ်မနောစီမားနောက်ထပ်ဘာနီလမလည်းမရှိတော့ပါဘူးဒါကြောင့်သူ့ရဲ့တမီးလေးရှက်ကွန်ကိုမြောက်ခလေးနဲ့လက်ထပ်ပေးလိုက်ပါတယ်ဒီနောက်မှာတော့ရှက်ကွန်ကလည်းသူ့အဖေရဲ့အိမ်အရှိတတဲမှာပဲအိမ်တိမ်ဆောက်လုပ်ပြီးနောက်မှာတော့မြောက်ခလေးနဲ့အတူတူနေထိုင်ခဲ့ပါတယ်မိခင်ဖြစ်သူကားကြောင့်ရီအာလုံကိုတွေ့မြင်ခဲ့ရတဲ့အခါမှာအတော်လေးစိတ်ပြတ်ဝမ်းနည်းနေခဲ့ပါရဲ့။ငါဘလို့ကန်ဆိုးတဲ့အမေမျိုးလေငါ့ရဲ့သမီးပြိုလေးကိုမြောက်တကောင်နဲ့လက်ထပ်ပေးခဲ့ရတယ်။ ဘာတစ်ခုမှလည်းမလုပ်ပေးနိုင်ပဲနဲ့ငါထိုင်ကြည့်နေခဲ့ရတယ်။ဒါပေမဲ့အဲ့ဒီမြောက်ကငါဘယ်တော့မှအလှုပ်ပေးမှာမဟုတ်ဘူး။သူကအကြောင်းကောင်းကောင်းသိစေရမယ်။တရမတော့ရမားကလည်းမြောက်ကိုတပ်ပြစ်ခြင်းနဲ့အီရွယ်ချန်တဲ့အိမ်သေးကိုဝင်သွားခဲ့ပါရဲ့။ဒီအချိန်မှာအခန်းထဲကနေလူတွေရဲ့ရီမောအတန်ကိုကြားနေရပါရဲ့။နေပေါင်းအခန်းထဲကနေလူတယောက်ရဲ့ရီတောင်ကြားလိုက်တယ်။အမေဖြစ်သူကအခန်းထဲကိုချောင်းကြည့်ခဲ့တဲ့အခါမှာတော့အယံကိုချောင်းမောခံရတဲ့ကောင်းလေးတယောက်ရှင်နေခဲ့ပြီးအပြင်မှာတော့ညဝစ်ဆောင်ကိုချွတ်ချပစ်ထားပါရဲ့။ ဒီကောင်လေးကငါသမီးနဲ့အတော်လေးလိုက်ဖက်ညီတော့နဲ့မြောက်ကိုတော့ငါတခါတဲ့အဆောင်တက်ပြစ်လိုက်မယ်။ဒါကြောင့်ရမားကလည်းမြောက်ရဲ့ဝိယုံကိုမီးရှို့ပြစ်လိုက်ပါရီ။မြောက်ရဲ့ဝိယုံလေးကိုမီးရှို့ပြစ်စီလိုက်တဲ့အချိန်မှာရှကွန်နဲ့အတူတူအခန်းထဲမှာရက်နေတဲ့ကောင်လေးကလည်းမီးတောင်ပြီးပျောက်ကွယ်သွားပါရီ။ကဲကြပါအောင်ကဲကြပါအောင်။အမေရဲ့တကယ်ပဲဒါဘာလုပ်လိုက်ကြလဲ။ကျမရဲ့ယောက်ျားကိုအမေလူရှူလိုက်ကြလား။တခါမှတော့ဒီမှာတပင်အောင်မှထိုင်နေရင်တီးခဲ့ရတာကကျင်းကနှစ်ကောင်စကားပြောနေခဲ့ကြပါရဲ့ ငါကြတော့ကတော့အနီးနောက်မှာရှိတဲ့မင်းသားလေးမီးလောင်ပြီးသေသွားတယ်တဲ့။ရှကွန်ကလည်းအဲ့ဒါသူ့ယောက်ျားဆိုတာချက်ချင်းသိသွားပါရဲ့။မင်းသားလေးကရနေငယ်ကြာမြင့်သွားတဲ့အခါမှာနေပြန်ကောင်းကျမသွားခဲ့ပြီးရှကွန်စီကိုရောက်လာပြီးရနဲ့မိဘတွေနဲ့တွေ့ဆုံခဲ့ပါရဲ့။အမေကတော့ကျွန်တော်ကိုတပ်ပြဖို့ကြိုးစားခဲ့တယ်။အရင်မြောက်ကကျွန်တော်ပါပဲ။ဘာပြောရဲ။ကျွန်တော်ကဘရင်ရဲ့သားတော်မင်းသားလေးတစ်ပါးပါ။တရက်မှာတော့အမေလိုက်ထွက်နေရင်ခလေးငယ်လေးတယောက်ကိုမြားနဲ့ပြင်မိသွားခဲ့တယ်။ သူရဲ့အမေကမော်ဆီယာမကြီးတယောက်လေကျွန်တော်ကိုမြောက်ဖြစ်ပါစေဆိုပြီးတော့ကျင်းစားတိုက်သွားခဲ့တာကျွန်တော်မှားခဲ့တဲ့အပြစ်တွေကိုကျွန်တော်လည်းသဘောပေါက်တဲ့အတွက်သူ့ကိုတောင်းပန်ခဲ့တဲ့အချိန်မှာသူကပြန်ပြောခဲ့တယ်တကယ်ကိုစိတ်သဘောချပြေဝါကောင်းမွန်တဲ့မိန်းကလေးတယောက်ကအချစ်စစ်အချစ်မှန်နဲ့မင်းကိုမချစ်မချင်မင်းကမြောက်တကောင်အနေနဲ့ပဲနေထိုင်နေရမှာအဲ့ဒီမိန်းကလေးနဲ့မင်းလက်ထားလိုက်တဲ့အခါကြလို့ရှင်တော့ညာယောက်ကြနဲ့လူသားပုံစံအသွင်ပြင်ကိုပြန်လဲပြောင်းလဲသွားလိမ့်မယ်ဒါပေမဲ့နေပါလိမ့်ဆိုရင်တော့မြောက်ပြန်ဖြစ်နေလိမ့်မယ် လက်ထပ်ပြီးရနောက်ပထမအိုးဆုံးလာမိုင်းညောက်ကိုကြောက်ဖြတ်နိုင်သွားပြီးဆိုရင်တော့မင်းလွမြောက်သွားလိမ့်မယ်အဲ့ဒီမတိုင်ခင်ပဲအမေကကျွန်တော်ရဲ့ဝိယုံကိုဖျက်ဆီးပစ်လိုက်တယ်။ဒါပေမဲ့ကျွန်တော်မိမကကျွန်တော်ကိုတကယ်ချစ်တဲ့အတွက်ကျွန်တော်ပြန်လဲတတလာခဲ့ရ။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာအားလုံးကလည်းအံ့အားသင့်နေခဲ့ကြပါရဲ့။ဒါပေမဲ့မနိုးချနဲ့ရမာရိုနှစ်ယောက်လုံးကတော့ဝမ်းသာပျော်ရွှင်နေခဲ့ကြတာပေါ့။သူရဲ့တအိုးဒီတော့တမီလေးကနန်းတော်ရဲ့ပိုင်ရှင်မင်းသားလေးနဲ့ရောက်ရှိသွားခဲ့မဟုတ်လား။ ။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့နွားနှစ်ကောင်ရဲ့မင်္ဂလာဆောင်ဆိုတဲ့ပုံပြင်ပဲဖြစ်ပါရည်။ကီရှိုးနဲ့မဟေ့ရှ်တို့နှစ်ယောက်လုံးရဲ့ဖခင်ဖြစ်သူကကွဲလွန်သွားခဲ့ရကြပါပြီ။နောက်ထပ်နှစ်အနေငယ်ကြမြင်သွားခဲ့တဲ့အခါမှာသူရဲ့မိခင်ဖြစ်သူလည်းကွဲလွန်သွားပါရည်။ဒီကောနှစ်ယောက်လုံးကအိမ်အောင်တွေဖြစ်ကြပြီးသူတို့ရဲ့မိမတွေအချင်းချင်းကလည်းတဆက်ကလေးမှတင်မြတ်ချင်းမရှိကြပါဘူး။ငါတို့မိမတွေကအများကြီးရံမဲဖြစ်နေကြတယ်။သူတို့အခုလိုရံဖြစ်နေရကိုတွေ့ရင်ငါတို့ဖြစ်အရန်စိတ်ညစ်တာပဲ ဒီပုံစံတိုင်းဆိုလို့ရှင်တော့အစင်လည်းမပြေတော့ပါဘူးငါတို့တီတန်ခွဲနေကြတာကအကောင်းဆုံးပဲလို့ငါတို့ထင်နေငါတို့ညီကိုနှစ်ယောက်အမွေခွဲပြီးတော့ကိုဟောက်ကိုပဲတီတန်နေကြမယ်လေကွာဘယ်လိုလဲဟုတ်တယ်အကိုကောင်းတယ်ကျွန်တော်လည်းအဲ့လိုမျိုးပဲထင်နေသူတို့နှစ်ယောက်အမြဲတမ်းရံဖြစ်နေရကိုတွေးနေရထက်ဆိုင်တော့ခွဲနေရပိုကောင်းတာပေါ့ဒီလိုနဲ့ရွာတကြီးနဲ့ရွာသူရွာသားတွေအားလုံးရှင်မညီကိုနှစ်ယောက်ကလည်းပိုင်ဆိုင်မှုတွေကိုအညီအမျှခွဲဝေယူခဲ့ကြပါတယ်ကဲကဲကဲကောင်းတယ်ကောင်းတယ်ဘလို့မဆိုခွဲဝေစရာရှိတာအားလုံးခွဲဝေပြီးသွားပြီဆိုတော့ မင်းတို့စိတ်အေးတသာစွာနဲ့နေထိုင်ကြတော့မပြီးသေးပါဘူးရှင်ဘလို့ပြီးမလဲကျမတို့မှာခွဲစရာတွေအများကြီးရှိသေးတယ်။နွားကိုလည်းခွဲရအောင်မယ်လေ။နွားကိုဘလို့မျိုးခွဲဝေယူကြမလဲ။နွားပုတ်လေးတွေလည်းရှိသေးရဆိုတော့တေးချခွဲတော့ကျမတို့ကနွားရီကိုယူထားလိုက်မယ်လေ။နွားပုတ်လေးတွေကိုတော့အမရယူထားလိုက်။အမလေးဟဲ့အန်အောစရာကောင်းလိုက်ကြ။နွားမကြီးကနိုးထွက်တယ်ဆိုတော့နင်ကနွားမကြီးကိုယူထားခြင်းနဲ့ပေါ့လေဟုတ်လား။ဒီမှာနွားကိုတော့ငါပဲယူထားမယ်။ လင်းညီမနှစ်ယောက်လုံးကရွာတကြီးနဲ့ရွာသူရွာသားတွေအရှိမပြန်ပြီးရန်ဖြစ်ခဲ့ကြပါရပါတယ်။နောက်ဆုံးမှာတော့ရွာတကြီးကလည်းဆုံးဖြတ်ချက်ချပေးလိုက်ပါတယ်။ကဲကဲကဲနွားရီနဲ့နွားမိသားစုတစ်ခုလုံးကိုမင်းတို့တလဲစီထိန်းသိမ်းပေးရမယ်။တလားစီအလဲကြယူကြ။ညီကိုနှစ်ယောက်လုံးကလည်းရွာတကြီးပြောတဲ့စကားကိုလက်ခံကြပါတယ်။ဒီလိုနဲ့အကိုအကြီးဖြစ်သူကအရင်ဆုံးနွားကိုသူ့အိမ်မှာခေါ်ချလိုက်ပါတယ်။ဒီနွားကတော့အရာကိုမျိုးရိုးကောင်းတဲ့နွားမကြီးတစ်ကောင်ဖြစ်ပါတယ်။ နွားနိုးကလည်းပြစ်ခဲပြီးအရန်တောင်းလို့ကောင်းတဲ့အတွက်ရွာသူရွာသားတွေကလည်းသူတို့အိမ်ကနွားနိုးကိုပဲကြိုက်ကြပါရဲ့အဲ့ဒါကြောင့်မနက်မိုးလင်းပြီးဆိုတာနဲ့ကီရှိုရဲ့အိမ်အရှိမရွာသူရွာသားတွေအားလုံးတန်းစီပြီးနွားနိုးလာဝဲကြပါရဲ့ဒီအချိန်မှာသူတို့စီးပွားရေးအခြေအနေကလည်းအရန်ကိုကောင်းမွန်လာပါရဲ့ကောင်းတယ်ကောင်းတယ်ခမရရဲ့နွားနိုးကတကယ်အရန်ကိုတောက်ကောင်းတဲ့အစင်လဲပြေတယ်ဒီနွားနိုးကိုတောက်ပွားရင်အားပိုရှိတယ်လို့မျိုးကိုခံစားရတယ်ဗျာကျွန်တော်တို့အဲ့ဒါကြောင့်ကြိုက်တာ တလားအကုန်ဆုံးသွားခဲ့တဲ့အခါမှာတော့ညီငယ်လေးကလည်းသူ့ရဲ့နှောင်းကိုပြန်သွားရှူလိုက်ပါတယ်။ဒီတစ်ခါမှာတော့ညီအငယ်ဖြစ်သူကနှွားနှုတ်တွေကိုရောင်းချပေးနေခဲ့ပါတယ်။ညီကိုနှစ်ယောက်လုံးကနှွားကြီးကိုသူ့ရဲ့ကိုကျိုးအတွက်အကောင်ဆုံးအတောင်းချနေခဲ့ကြပါတယ်။ဒါပေမဲ့သူ့ကိုကောင်းကောင်းမွန်မွန်အစားအသောက်ကိုတော့မကျွေးခဲ့ပါဘူး။သူတို့ကတစ်ချိန်အကုန်လုံးနှိုးပဲညှိနေခဲ့ကြပါတယ်။ဒါမှလည်းပတ်စံတွေအများကြီးရှာလို့ရမှာလေ။နွားစီကနေနှိုးတွေအများကြီးညှစ်ပြီးနောက်ကြမ်းတဲ့နှိုးလေးကိုတော့နှွားပေါက်လေးကတောက်ရပါသေး နှိုးရီအများကြီးညှက်ခံနေခဲ့ရပြီးအစားလည်းကောင်းကောင်းမစားရတဲ့အခါမှာတော့နှွားမကြီးခမရတော်တော်လေးပြမဆင်းရဲပြီးပိန်ချုံချသွားခဲ့ပါတယ်။အခုဆိုရင်တော့သူကျမ်းမာရီလည်းမကောင်းတော့ပါဘူး။တရက်မှာတော့ဒီမောက်ွယ်လွန်သွားခဲ့ပါတယ်။အမေအမေကျမဘာဖြစ်လို့ချသွားခဲ့ရတာလဲအမေရဲ့ကျမဘာဖြစ်လို့ချသွားခဲ့ရတာလဲကျမအမေမရှိဘဲနဲ့ဘလို့နေရမှာလဲအမေဒီရက်ဆက်ရုံမှာကြားတဲ့သူတွေကအမေပေါ်အများကြီးကိုရက်ဆက်ခဲ့ကြတယ်သူတို့အတွက်ကိုပဲသူတို့ကြည့်ခဲ့ကြတယ်အမေကိုအတုံးချခဲ့တယ် တမီးအခုဒီမှာမနေကျင်တော့ဘူးအမေဒီမှာမနေကျင်တော့ဘူးတမီးကြီးလာတဲ့အခါကျရင်တို့အားလုံးတမီးတို့လည်းအခုလိုမျိုးပဲအတုံးချကြလိမ့်မယ်ဆိုတော့ကိုသိရယ်ဒီလိုနဲ့အခွင့်အရေးတစ်ခုရတာနဲ့နွားပေါက်လေးကတော့အိမ်ကနေချက်ချင်းထွက်ပြေးသွားခဲ့ပါတယ်သူကရွာကနေထွက်ပြေးသွားခဲ့ပြီးတောက်တဲ့ကနေတခြားတရွာကိုရောက်ရှိသွားပါတယ်အဲဒီချိန်မှာနောက်ထပ်နွားတစ်ကောင်နဲ့သူတွေ့ဆုံခဲ့ရပါတယ်သူကြောင့်တွေ့ခဲ့ရတဲ့ကိစ္စတွေကိုပြောပြခဲ့တဲ့အခါမှာတော့အဲဒီကနေနေထွက်ပြေးလာတာအရန်ကောင်းတယ်မငိုပါနဲ့ငိုမနေတော့နဲ့အခုဆိုင်တော့ငါကနေရဲ့တငယ်ချင်းဖြစ်သွားပြီလေ အဲဒါကြောင့်ငါနဲ့ကိုဘယ်တော့မှထပ်ပြီးတော့ငိုခွင့်မပေးတော့ဘူးဒီလိုနဲ့ပဲ Rachel နဲ့ Mira တို့တယောက်လုံးကလည်းတငယ်ချင်းကောင်းတဲ့ဖြစ်သွားခဲ့ကြပါရဲ့ဒီမှာတော့တို့တို့ဒီမှာရှိတဲ့ရေကန်လေးတွေမှာရေအတူတူသွားတောက်ခဲ့ကြပါရဲ့ဒီချိန်မှာအနီးပတ်ဝန်းကျင်မှာရှိတဲ့ရွာကကလေးတွေကစိတ်လာကြောင်းနေခဲ့ကြတာပေါ့နွားနှစ်ကောင်ကိုတွေ့ခဲ့ရတဲ့အခါမှာကလေးမလေးကလည်းပြောလိုက်ပါရဲ့ကြည့်ပါဦးနွားပေါက်လေးတွေကအရန်ချစ်စရာကောင်းနေနော်ကျေးဇူးတင်ပါတယ်ဟဲ့တို့ကစကားပြောတတ်တယ်နာမည်ဘယ်လိုခေါ်လဲ ကျွန်တော်နာမည်က Rachel သူရဲ့နာမည်ကမီရာပါကျွန်တော်တို့နှစ်ယောက်ကတကယ်ချင်းတွေလေဒီတောအုပ်ထဲမှာပဲနေထိုင်ကြတာထိုးစားလိုက်တာစကားပြောတတ်တဲ့နွားတွေကိုအခုမှပဲမြင်တွေ့ဘူးတော့တယ်ဒါနဲ့မင်းတို့နှစ်ယောက်ကတကယ်အရန်ကိုချစ်စရာကောင်းကြတယ်နော်မင်းတို့နဲ့အတူတူဒီတောအုပ်ထဲတောရန်ကလေးဆန်တွေအများကြီးနေကြတာဆိုတော့မင်းတို့ဒီမှာနေရအရန်ကိုအန်တီရများတယ်ငါတို့နဲ့တကယ်ချင်းလောက်ပြီးငါတို့အိမ်ကိုလိုက်ခဲ့ချင်လားအင်းလိုက်ခဲ့မယ်လိုက်ခဲ့မယ် ီလိုနဲ့ကလေးတွေကလည်းနွားပေါက်လေးနှစ်ကောင်လုံးကိုသူတို့နဲ့အတူတူရွာကိုခေါ်သွားလိုက်ပါတယ်ရှာနေငယ်အတွင်မှာစကားပြောတတဲ့နွားပေါက်လေးနှစ်ကောင်ကတရွာလုံးရဲ့အချစ်တော်လေးဖြစ်သွားခဲ့ကြပါရဲ့။ရွာသူရွာသားတွေကသူတို့ကိုနင်းနေညာစားတော့ဖို့အတွက်အစားအသောက်တွေကိုလာကြွေးခဲ့ကြပြီးပူဇော်ခဲ့ကြပါရဲ့။အချမ်းတွေတစ်ဖြည်းဖြည်းကုန်ဆုံးလာခဲ့ပြီးနောက်မှာတော့နွားနှစ်ကောင်လုံးကလည်းအရွယ်ရောက်ရှိလာခဲ့ကြပါပြီ။မြောက်ပလုံရဲ့ဂျားထဲမှာလည်းချိုးဖောက်လို့မရတော့တဲ့တန်ရုံးစင်တွေရှိနေခဲ့ကြပါရဲ့။ နှစ်ယောက်လုံးကတယောက်နဲ့တယောက်ဝေးရကိုပဲတော့မှမတော်ခဲ့ကြပါဘူး။တစ်ခေါက်မှာတော့မိရကိုဝင်ဆောင်ထားခဲ့ရပါတယ်။ရေရှက်ကလည်းမိရကိုတော်တော်လေးကယူဆိုင်ရှာပါတယ်။ကဲမိရရေအခုချိန်မှာနေရတယ်တော်တော်လေးကိုကယူဆိုင်တင်နေတော့တခုခုလိုအပ်တယ်ဆိုတော့ရှင်တော့ငါ့ကိုပြောဖို့လိုအပ်တာတွေအားလုံးကိုငါကိုယ်တိုင်လုပ်ပေးမယ်ဟုတ်ပြီလား။နင်တယောက်တည်းအပြင်တွေရှောက်မသွားပါနဲ့။ငါလည်းအတူတူလိုက်ခဲ့ခြင်းနဲ့ငါ့ကိုတယောက်တည်းမထားခဲ့ပါနဲ့တော့။ဘလို့မဆိုငါအနေနဲ့အတူတူတသက်လုံးနေခဲ့တာဆိုတော့အကျင့်ဖြစ်နေပြီ။ ။ငါအမြဲတမ်းစဉ်းစားမိရဲ့တိလား။ဘဝမှာနင်းနဲ့တော့ဝေးကွာသွားမယ်ဆိုလို့ရှင်တော့အတ္တိနေ့မှာပဲငါတည်သွားမလားမသိဘူး။အခုလိုမျိုးအတိတ်ပဲမရှိတဲ့ဇာတ်ရည်ကိုမပြောပါနဲ့။ငါတို့ဘာဖြစ်လို့ဘဝမှာဝေးကြရမှာလဲ။အဲ့ဒီတော့မှာပဲအရသမားတယောက်ကတော့သူ့ရဲ့မိသားစုဝင်တွေနဲ့အတူတူနေထိုင်နေပါရီ။သူကအရသမားတယောက်ဖြစ်ပြီးအမြဲတမ်းမူယူနေပါရီ။သူရဲ့မိန်းမဖြစ်တော့ကတော့လေယာဉ်ဆိုင်ပြောရည်လုံခြံကိုလုံနေရင်မိသားစုကိုရှာဖွေကျွေးမွေးနေခဲ့တဲ့သူတယောက်ပါဒီလိုနဲ့တရားမှာတော့ရှင်ထိုင်ကနေထွက်သွားလိုက်တော့ ရှင်နည်းနည်းလေးမှအရှက်မရှိဘူးလား။ကျွန်မကလေးတွေအတွက်ကြိုးစားပန်းစားနဲ့ရှာထားတဲ့ပတ်စံကိုအရက်ဖိုးဆိုပြီးတော့ရှင်ကယူသွားတယ်။အဲဒီလိုကတော့တကယ်အတော်လေးဆိုးသွမ်းလွန်ပါပြီ။သူကနေစနေတိုင်းသူ့မိမကိုအမြဲတမ်းဒုက္ခပေးနေလေရှိပါတယ်။သူကိုယ်တိုင်ကတော့ဘာအလုပ်တစ်ခုမှလုပ်တာမရှိပါဘူး။သူ့မိမရှာလာတဲ့ပတ်စံတွေအားလုံးကိုလည်းအရက်တောက်ရင်ဖယ်ရိုက်နေရင်လောင်ကစားလှုပ်ရင်လည်းအကုန်လုံးတုံးဖြုံပြတ်တတ်ပါသေးတယ်။ဒါကြောင့်နေစဉ်တွေတိုင်းသူတို့အိမ်မှာအမြဲတမ်းရံပွဲတွေကဆက်နေတတ်ပါသေးတယ်။ တရမတော်မောင်မသားလည်းအရန်ကိုစိတ်ပြတ်သွားခဲ့တဲ့အတွက်ကြောင့်မလို့သူ့ယောက်ျားကိုအိမ်ကနေတခါတည်းမောင်းထုတ်ပြလိုက်ပါတော့တယ်။မိုဟန်ကတော့တရွာလုံးဝရှောက်သွားနေခဲ့ပြီးသူ့လိုအရသမားကိုလက်ခံခြင်းနဲ့သူ့ဘယ်သူမှမရှိခဲ့ပါဘူး။သူလည်းမူမူယူယူနဲ့တနေရာမှာလာပြီးတော့ထိုင်နေခဲ့ပါတယ်။သူလာထိုင်နေခဲ့တဲ့နေရာမှာမိသားနဲ့ရေရှော့တို့အမြဲတမ်းရှိတဲ့နေရာဖြစ်နေရပေါ့။သူကကိုဝင်ဆောင်ထားတဲ့မိသားကိုတွေ့ခဲ့ရတဲ့အခါမှာတော့စဉ်းစားလိုက်ပါတယ်။ဒီနွားမကြီးကလှလိုက်တာကိုဝင်ဆောင်ထားရတဲ့တိတ်မကြခင်ကလေးမွေးတော့မှဆိုတော့နွားတို့ရဲ့အများကြီးလဲရလိမ့်မယ်။ နွားတို့ရောက်ပြီးသွားရင်တော့ပတ်စံအများကြီးရှာလို့ရသွားလိမ့်မယ်။သူ့ကိုယ်တော်ငါခေါ်သွားမယ်ဆိုလို့ရှိရင်တော့ငါရဲ့အရက်ဖိုးရောလောင်းကစားလုပ်ဖို့အတွက်ရောပတ်စံတွေအေးအေးဆေးဆေးရသွားမှာ။ဒါနဲ့ရောမရှိတဲ့သူတွေကတော့သူတို့ကိုအရန်ချစ်ကြတယ်ဆိုပြီးတော့ငါကြားတယ်။ဒီပုံစံအတိုင်းကြီးတော့ငါ့ကိုခေါ်သွားခွင့်ပေးကြမှာမဟုတ်ဘူးနော်။ညာကြလို့ရှိရင်တော့ငါဒီနွားကိုတနေရာမှာယူသွားပြီးဖွက်ထားလိုက်မယ်ဆိုရင်ရောဒီလိုနဲ့မိုဟန်ကလည်းမိသားကိုရှာအောင်ဆွဲခေါ်သွားခဲ့ပါရီ။လွတ်စမ်းကျမလွတ်စမ်းအခုချစ်ချင်းလှုပ်အခုချစ်ချင်းလှုပ်ရေရှပ်ကြီးကဲပေါင်းရှင်ကဲပေါင်း ျမမသွားချင်ဘူးကျမမလိုက်သွားချင်ဘူးငါ့ရဲ့မိမမီရောဘယ်ကိုခေါ်သွားနေရလဲလှုပ်ပေးစမ်းသူ့ကိုချက်ချင်းလှုပ်ပေးလိုက်လှုပ်ပေးလိုက်စမ်းရေရှက်ကမီရောကိုကယ်တင်ဖို့ကြိုးစားခဲ့ပေမဲ့ဘာမှထူးခြားမလာခဲ့ပါဘူးမိုဟန်ကတော့တော့အကြီးကြီးချောင်းကိုင်းပြီးတော့ရေရှက်ကိုရိုက်ပြလိုက်ပါရီတုံးနဲ့အရိုက်ခံခဲ့ရတဲ့အခါမှာရေရှက်တယောက်တန်းရအပြင်ထန်ရရှိသွားပါရီဒီနောက်မှာတော့သူအဲ့ဒီနေရာမှာပဲမေးလဲကြာသွားခဲ့ပါရီကြော်ပါတော့ရှင်တို့မရိုက်ပါနဲ့တို့အလှထားပေးလိုက်ပါတော့ရှင်ကျမကိုဘယ်ကိုခေါ်သွားကြလဲခေါ်သွားလို့ရတယ် ဒီလိုနဲ့အယက်သမားမိုဟန်ကလည်းမိသားကိုကိုရေရှိတဲ့နေရာမှာသွားပြီးဖွဲ့ထားလိုက်ပါတယ်။ကဲနေအခုဒီမှာတတဲ့လေးထိုင်နေလိုက်တော့နင်းအေးအေးစစ်စစ်နေမယ်ဆိုရင်တော့ငါနင်းကိုအစာကောင်းကောင်းကျွေးမယ်နားလေလား။နွားတော့ကောင်းကောင်းထုတ်ပေးမယ်ဆိုလို့ရှိရင်တော့ငါ့လိုအချက်တွေအားလုံးပြေဝသွားလိမ့်မယ်။နောက်နေမှာတော့ဒဏ်ရအပြင်ထံရထားတဲ့ရေရှက်ကိုရွာသူရွာသားတွေတွေ့ခဲ့ရပါတယ်။ရွာသူရွာသားတွေကသူ့ကိုစေးထည့်ပေးခဲ့ကြပါတယ်။သူကလည်းငိုနေနဲ့အားလုံးကိုပြောလိုက်ပါတယ်။ ကျွန်တော်ရဲ့မိသားဘယ်လိုရောက်သွားရလဲသူ့ရှာပေးကြပါတို့မရှိဘူးဆိုရင်တော့ကျွန်တော်တိတ်သွားလိုက်မယ်ကောင်းပါပြီဘာမှအရင်ကြီးလဲစိတ်ပုံမနေပါနဲ့နော်မင်းရဲ့မိသားကိုရောက်အောင်ရှာလာခဲ့ပေးမယ်ရွာသူရွာသားတွေအားလုံးမိသားကိုဝိုင်းပြီးရှာနေခဲ့ကြတဲ့အချိန်မှာပဲနွားနို့ပိုးသမားတယောက်ကလာပြောပြခဲ့ပါတယ်။မနေ့ကတော့ကကျွန်တော်တို့ရွာမှာနေထိုင်တဲ့အရသမားမိုဟန်ဆိုတဲ့သူလေနွားတစ်ကောင်ကိုခေါ်သွားတာတွေ့လိုက်တယ်သူကြောက်ဘက်ကိုသွားနေရ။ရွာမှာအားလုံးကမိသားကိုစိတ်ပူပန်နေခဲ့ကြပြီးဖန်စီခံထားခဲ့ရတဲ့မိသားကလည်းသူ့ယောက်ျားကိုပဲတတိယနေခဲ့ပါတယ်။ မလေးရှက်ဖေကျမရှင်းအရန်လွားတာပဲကျမတို့နှစ်ယောက်ဘဝမှာပြန်တွေ့ရမလားမတွေ့ရဘူးလားကျမလည်းမသိဘူးခဏနေတော့ရွာသူရွာသားတွေအားလုံးဂူထဲရောက်ရှိလာခဲ့ကြပါတယ်ကြောက်တွေ့ကြရတဲ့မိုဟန်ကအရန်ကိုလမ်းဖြန်သွားခဲ့ရပါရှင်အဲ့လောက်ထိအောက်တန်းကျသွားလိမ့်မယ်လို့ကျမလုံးဝမထင်ထားခဲ့ဘူးအားလုံးပဲဒီလူကိုဘလို့အပြစ်ပေးခြင်းလဲပေးကြပါရှင်ကတကယ်ချစ်ကြတဲ့လူနှစ်ယောက်ကိုဝေးကွာသွားအောင်လုပ်ဖို့အတွက်စူးစမ်းခဲ့ရင်မလုပ်ပါနဲ့ကျွန်တော်အခွင့်လောက်ပါနောက်ဘယ်တော့မှထပ်ပြီးအခုလိုမလုပ်ကြပါဘူး ခမရအခုလိုမျိုးကိုဝင်ဆောင်ထားတဲ့နဝမကြီးကိုတခြားနေရာမှာဖမ်းဆီးချောင်းနောင်ထားတာနည်းနည်းလေးမှမရှိဘူးလား။ရေရှော့ကိုလည်းခမရရိုက်သွားသေးတယ်။ခမရတကယ်တော်လေးမကောင်းတဲ့သူပဲ။ဟုတ်တယ်ဟုတ်ထုတ်တယ်။သူ့ကိုဘလောက်ပဲရိုက်နဲနေသေးတယ်လို့ငါတော့ထင်တယ်။ဒီနောက်ရွာသူရွာသားတွေအကုန်လုံးကလည်းအယက်သမားမိုဟန်ကိုရိုက်ပစ်ခဲ့ကြတာပေါ့။ရေရှော့ကလည်းမိသားကိုပြန်တွေ့ခဲ့ရတဲ့အခါမှာဝမ်းသာပျော်ရွှင်သွားပါတယ်။မိရရဲ့အဆင်ပြေရလားကြော်သေးရပေါ့။ငါတို့ကလေးရောကျမတို့အဆင်ပြေကြပါလေ။တော်သေးရပါရှင်။ကျမရှုံဘယ်တော့မှထပ်ပြီးမတွေ့ရတော့ဘူးဆိုပြီးတော့ထင်မှတ်နေခဲ့ရ။ ကျမတို့ထပ်ပြီးတော့မဝေးကြရအောင်နော်လူတော့အချင်းချင်းတော်မှာတယောက်ကိုတယောက်ဒီလောက်ထိချစ်ကြတာမဟုတ်ဘူးဒီတလိဆာနှစ်ကောင်တယောက်ကိုတယောက်ဘလောက်တောင်မှချစ်နေကြလဲကြည့်ပါဦးဟုတ်တယ်ဟုတ်တယ်သမီးလေးနင်ပြောတာမှန်တယ်တို့နှစ်ယောက်တယောက်နဲ့တယောက်ဘယ်တော့မှဝေးกว่าမတော်သင့်ဘူးအဲ့တော့ကြောင့်အကောင်းဆုံးကတော့တို့ကိုလက်ထပ်ပေးလိုက်ကြမယ်ဆိုရင်ရောဘယ်လိုလဲတို့နှစ်ယောက်လုံးအနေနဲ့လက်ထပ်တယ်ဆိုရင်ဖြူစင်နဲ့မြစ်တာတယောက်ကိုချင်းအောင်ထားပေးစေချင်တယ်လက်ထပ်ပေးလိုက်မယ်ဆိုရင်တော့နောက်ထပ်ဘဝပေါင်းများစွာအထိတို့အတူတူဆက်လက်ရှိသွားကြလိမ့်မယ်ကြားလား င်းတို့နှစ်ယောက်လုံးကိုအကုန်ငါတို့ရွာသူရွာသားတွေအားလုံးပေါင်းပြီးတော့လက်ထပ်ပေးကြတော့မယ်။ငါကတော့ကောင်းလေးဘက်ကနေပြီးတော့လာခဲ့မယ်ကွာ။ဒါဆိုရင်ကျမကသတို့သမီးဘက်ကပေါ့။သတို့သမီးလိုမျိုးပြင်ဆင်ပေးမယ်နော်။ဒီလိုနဲ့ရှက်အနေငယ်အတွင်းမှာပဲရွာသူရွာသားတွေအားလုံးပေါင်းပြီးသတို့နှစ်ယောက်ကိုလက်ထပ်ပေးခဲ့ကြပါရီ။ဒါအပြင်သတို့အတော်အိမ်တိမ်ကိုလည်းဆောက်လုပ်ပေးခဲ့ကြပါရီ။မိသားကကလေးတယောက်ကိုထပ်မံမွေးဖွားပေးခဲ့တဲ့အခါမှာတော့ရွာသူရွာသားတွေကကလေးလေးကိုလည်းအရန်ချစ်ကြပါရဲ့ ရွာသူရွာသားတွေအကုန်လုံးကလည်းသူတို့သုံးကောင်းလုံးကိုသူတို့ရဲ့မိသားစုဝင်တွေလိုမျိုးချစ်ပေးခဲ့ကြတာပေါ့အားလုံးလည်းအဆင်ပြေစွာနဲ့နေထိုင်သွားခဲ့ကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်